။မနက်ဖြန်ကစားမယ့်ချောင်းမူရီဒိုက်ကင်းစတေဒီယံကမြန်မာမျိုးသမီးတင်အတွက်ပထမဆုံးကစားရမှာဖြစ်သလိုမြန်မာပြည်သက်တွေလည်းပထမဆုံးအတွေ့အကြုံဖြစ်နိုင်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ i sport အနေနဲ့ဒီနေ့မှာချောင်းမူရီဒိုက်ကင်းစတေဒီယံကိုဘယ်လိုဝင်ရမလဲဆိုတာကိုပြည်သက်တွေသိအောင်ကိုယ်တိုင်သွားပြခဲ့ပါတယ်။ MFF ရဲ့ထုတ်ပြန်ချက်အရ online registration တင်လာတဲ့ပြည်သက်တွေက gate 3ကနေ gate 10အထိဝင်လို့ရပါတယ်။ကွင်းရောက်မှမှတ်ပုံတင်ပြီး registration တင်မဲ့ပြည်သက်တွေအတွက် walk-in registration counter ကို gate 6နဲ့ gate 7မှာဖွင့်ထားပါတယ်။အခုမြင်နေရတာကတော့ gate 6နဲ့ gate 7မှာလမ်းတစ်ဖက်မှာ7 11နဲ့စားတော့ဆိုင်နေရှိပါတယ်။ကျွန်တော်တို့ကထိုင်းစင်ကူဘွဲကိုတွားကြည့်တာဆိုတော့ passport နဲ့ပေးမွင်ပါဘူး။ခါတဲ့ online registration လုပ်ခိုင်းပါတယ်။ပုံမှန်အတိုင်း website ကနေလုပ်ရုံပါပဲ။ website ကိုတိုက်ရိုက်ဝင်မရရင်လဲ line application ကနေ scan ဖတ်ပြီးဝင်လို့ရပါတယ်။ မနှက်ဖြန်မြန်မာပွဲကတော့ passport ပန်းရောင်ကပ်ပြပြီးဝင်လို့ရအောင်စီစဉ်ပေးထားပါတယ်။လက်မှတ် approve ရပြီဆိုရင် queen ကိုဝင်လို့ရပါတယ်။ချောင်းပူရီ Titan Stadium ကပွဲကြည့်စဉ်၄ပတ်၄လံစလုံးထိုင်ကုန်ပြည့်ရှိပြီး Thai League 1 Club ချောင်းပူရီရဲ့အိမ်ကွင်းမှာ IPE ချောင်းပူရီ queen ထက်ပိုအဆင်ပြေပါတယ်။ဒီလောက်ဆိုရင်တော့ queen ရဲ့အခြေအနေကိုအားလုံးသိလောက်ပြီးထင်ပါတယ်။နေရာကတော့ကျွန်တော်တို့လည်းတေချာမညွန်တက်လို့ Google Map မှာ ချောင်ပူရီတိုက်ကင်းစတေဒီယံလို့ရှာလိုက်ရမှာပါ။မနက်ဖြန်ပွဲမှာအားလုံးအဆင်ပြေပြေနဲ့မြန်မာအသင်းကိုအားပေးနိုင်မယ်လို့မျှော်လင့်ပါတယ်။ကျေးဇူးတင်ပါတယ်။